ျမ်းဖက် KNU အဖွဲ့အနေနဲ့နိုဝင်ဘာလ25ရက်နေ့ဖလူးမင်းလက်ပံဒေသမှာဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးထုတ်ပြန်ချက်တောင်းဆိုချက်တစ်ဆောင်ထုတ်ပြန်လာတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါတော့ဒီထုတ်ပြန်ချက်ပဲကျွန်တော်တို့ဖြစ်ပါတယ်။ထုတ်ပြန်ချက်မှာတော့ DKB အမည်နဲ့ဆွဆွဲထားတာကိုတွေ့ရပါတယ်။ကျွန်တော်ကတော့ဒီနေရာမှာ KKO DKB ဆိုတဲ့အပေါင်းလုံးပဲ သုံးလုံးတော့ပါမယ်။ဘာပြုလို့လို့ဆိုတော့2012ခုနှစ်ဧပြီလမှာ DGB ဟာကလိုထူဘောကရင်အစည်းအရုံး KKO ဖွဲ့စည်းခဲ့ပါတယ်။အဲသူတို့ဖွဲ့စည်းခဲ့တဲ့ပတ်သက်ပြီးတော့ကြောင့်ကျွန်တော်တို့ဒါသူတို့အနေနဲ့အတင်းနေထုတ်ပြန်ထားတာလည်းတွေ့ရပါတယ်။ဒီမှာကျွန်တော်တို့ DGB ကလိုထူဘောမှာနိုင်ငံရေး KKO အဖွဲ့ဖွဲ့စည်းဆိုပြီးထုတ်ပြန်ထားတာမျိုးသူတို့လည်းတရားဝင်ထုတ်ပြန်ထားတဲ့ဟာတွေကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ ဒီ KGO ဖွဲ့ရဲ့ဥက္ကဋ္ဌမန်ရောဘတ်ဆန်ဖြစ်ပါတယ်ဒုဥက္ကဋ္ဌကတော့စောမိုရှိဖြစ်ပါတယ်သူတို့စတင်ဖွဲ့စည်းထုတ်ပြန်ချက်ထဲမှာဘာပါလဲဆိုတော့ KGO ဖွဲ့သည်ကရင်မျိုးသားအစည်းအရုံး KNU အားမိခင်အဖွဲ့အစည်းဖြစ်ခံယူတယ်လို့တရားဝင်ထုတ်ပြန်ထားတာတွေ့ရပါတယ်ဒီအကြမ်းဖက် KNU ဖွဲ့ရဲ့တော့25ရက်နေ့ထုတ်ပြန်ချက်ဒီထုတ်ပြန်ချက်ကိုလေ့လာကြည့်ရင်သူတို့ဟာဖလူမင်းလက်ပံဒေတာနဲ့ ပါဝင်ပတ်သက်နေသူတွေကိုအတွင်းကြကြသိနေတာကိုတွေ့နိုင်ပါလေဒီသူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာအသေးစိတ်ဖတ်ကြည့်လို့ရှိရင်သူတို့ဒီနေနေဒီတာဒီနေမိဒီတာမှာရှိနေတဲ့လူတွေကိုအတွင်းကြကြသိတယ်အသေးစိတ်သိတယ်ဆိုတဲ့ဟာကိုဖော်ပြနေပါလေဒါကြောင့်မလို့အကျမ်းဖက် KNU အဖွဲ့ကိုယ်တိုင်ထဲထဲဝင်ပတ်သက်နေတာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောလို့ပါတယ် အကြမ်းဖက် KNU ဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့လက်တွေ့မြေပြင်မှာဖြစ်ပျက်နေကြတာတွေကွာခြားနေတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဒီဂျိုဒုတပ်ပုံမှတ်တမ်းတွေအရခုဖြစ်ပွားခဲ့တဲ့လူမင်းလက်ပံဒေတာလူမင်းလက်ပံဒေတာဆိုတာလည်း KNU ကိုစာချုပ်ချုပ်ပြီးလောက်ခံခဲ့တဲ့ KK ပတ်နေရာနဲ့ကျွန်တော်တို့တောင်ဘက်နီးနားမှာရှိတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်အဲ့ KK ပတ်နေရာမှာဂျိုဒုတပ်ပုံတွေရ2021ခုနှစ်17လမှာ ဘာမှမရှိတာကိုတွေ့ရမှာဖြစ်ပါလေ2022ခုနှစ်စက္ကလာပိုင်းမှာလည်းကျွန်တော်ဒါဘာမှမရှိတာကိုတွေ့ရမှာဖြစ်ပါလေ2023ခုနှစ်ထိဘာမှမရှိတာကိုတွေ့ရမှာဖြစ်ပါလေဒီနေရာမှာ2024ခုနှစ်မှာကျွန်တော်ဒါ12လပိုင်းပုံဖြစ်ပါတယ်2024ခုနှစ်မှာအဆောက်အအုံများ စတင်စောက်လုပ်ခဲ့ကြအောင်ကျွန်တော်တို့တွေ့ရမှာဖြစ်ပါ အဲ့ဒီအချိန်ဟာဘလို့အချိန်လဲဆိုတာကျွန်တော်ပြောပြခဲ့ပြီးဖြစ်ပါတယ်။ဒီအချိန်မှာကျွန်တော်ပြောခဲ့တယ်လို့ပဲအိုက်ဒေတာမှာ KNU နဲ့ပေါင်းပါအကြမ်းဖက်အဖွဲ့တွေဟာကရင်ပြည်နယ်နေစပ်ဒေတာတွေမှာပေါင်းညံတိုက်ပွဲပေါ်ဆောင်နေတဲ့အချိန်ဖြစ်လို့အစိုးရရဲ့လုံခြုံရေးအဖွဲ့အစည်းတွေအုပ်ချုပ်ရေးအဖွဲ့အစည်းများမရှိတဲ့အချိန်ဖြစ်ပါ။ KNU ရထုတ်ပြန်ချက် စာမျက်နှာ၁အပိုက်၂စာမျက်နှာ၁အပိုက်၂မှာရေးထားတာကိုကျွန်တော်တို့ ဒါလေ့လာကြည့်မယ်ဆိုရင် KNU တပ်ဖွဲ့များက၎င်း DKBA တပ်ဖွဲ့များတပ်ဆွဲထား၍တိုက်ခိုက်သည့်နေရာရှင်းလင်းရာ DKBA တပ်ဖွဲ့ဝင်အနည်းဆုံး230ဦးလက်နက်ချပြီး၎င်းအခြေချစခန်းအား KNU မှ ထိမ့်သိမ်းနိုင်ခဲ့သည်လို့ကြေထားတော့တွေ့ရပါတယ်။တကယ်ဖြစ်စင်မှာတော့2025ခုနှစ်နိုဝင်ဘာလ21ရက်နေ့နေ့လယ်2နာရီလောက်မှာမင်းလက်ပံရွာကို KNU PDF အကြမ်းဖက်အဖွဲ့အချို့ကာသုံးစင်းနဲ့ရောက်လာပါ ကျွန်တော်ထပ်ပြောပါမယ်။ကားသုံးသင်းနဲ့ရောက်လာဖြစ်ပါမယ်။ခင်ဗျားတို့ကျွန်တော်စဉ်းစားကြည့်။မင်းလက်ပံရွာမှာ DKBA KKO ပေါ့ဗျာ။နောက်တစ်ဖက် KNU ပေါ့။သူတို့အချင်းချင်းကတကယ်ရံဘက်တွေရံသူတွေဆိုရင်ဒီလိုနေရာကိုကားနဲ့ပေါ်ပေါ်တင်တင်ဒါလို့ရမလား။ဒီတော့အဲ့ဒီနေရာက KKO လုံုံကြီးယူထားတဲ့ဂိတ်ကိုရောက်လာပြီး KKO အဖွဲ့ကပုံမှုအဆင့်ရှိတဲ့ စွာဖားတီကိုခေါ်ပြီး KGO အဖွဲ့ကိုလက်နက်တွေသူတို့စီအပ်ဖို့ KNU PDF အကြမ်းဖက်အဖွဲ့တွေကပြောဆိုခဲ့တယ်လို့သိရပါတယ်။စွာဖားတီကသူတို့ကိုတာဝန်ကားတော့စောကျော်ကွန်မင်းတော်တခွာသီးဖြစ်ပါတယ်။သူတို့ကတော့မဖမ်းပါနဲ့လို့ပြောခဲ့တာဖြစ်ပါတယ်။ KNU PDF အဖွဲ့အနေနဲ့သူတို့ကို KNU ဘိုးကဖမ်းခိုင်းတာဖြစ်ကြောင်းနဲ့ KGO စီကလက်နက်190လက်နဲ့အဖွဲ့ဝင်အချုပ်ကိုဖမ်းဆီးသွားခဲ့ပါတယ်။ ဲ့လိုကိစ္စတွေဖြစ်နေတဲ့အချိန်မှာပဲ KNUPD ရဲ့အကြမ်းဖက်အဖွဲ့က KGO ခေါင်းဆောင်တွေနဲ့ဆက်သွယ်ပြီးစောကျော်ကောင်မင်းခေါ်တကွားသီးကိုမင်းလက်ပံမှာမတွေ့တဲ့အတွက်သူတို့လက်ထက်ကိုဖမ်းဆီးအနံပေးဖို့တောင်းဆိုခဲ့တယ်ဆိုတာလည်းသိရပါတယ် KNUPD ရဲ့အဖွဲ့ကဖမ်းဆီးသွားတဲ့ KGO တွေကိုပြန်လွတ်မြောက်ရေးအတွက် KGO ခေါင်းဆောင်တွေက KNU နဲ့ဆက်သွယ်ညှိနှိုင်းနေတယ်ဆိုတာလည်းသိရှိရပါတယ်မရှိမလောက်မှာပဲနိုဝင်ဘာလ24ရက်နေ့မှာ DKB KKO အနေနဲ့ KNU ကတောင်းထားတဲ့စောကျော်ကိုမင်းကိုတခွားသီးကိုဖန်ဝရန်ထုတ်ခဲ့ကြအောင်ကျွန်တော်တို့ဒါတွေ့ရပါတယ်။ဒါ DKB KKO ဖွဲ့စည်းရထုတ်ခဲ့တဲ့ဖန်ဝရန်ဖြစ်ပါတယ်။အဲ့ဒီနေမှာပဲသူတို့ငယ်မြေအတွင်းမှာနိုင်ငံသားများတည်ဆောင်ခြင်းကိုတွေးရှိရင်ဖန်စီ အရေးကြီးမယ်ဆိုပြီးပဲ KKBA KKW ကအထူးစီဝေးလုပ်ပြီးအရေးပေါ်အစီအစဉ်ဆုံးဖြတ်ချက်အရာဆိုပြီးထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တစ်စောင်ကိုလည်းကျွန်တော်တို့တွေ့ရပါဒါတွေကိုကြည့်ရင်မင်းလက်ပံကိစ္စဟာ KNU သိတယ်အစကတည်းက KNU သိတယ် KNU အကြမ်းဖက်အခွဲအနေနဲ့ထဲထဲဝဝင်ပါဝင်ပတ်သက်နေတယ်ဆိုတာထင်ရှားတယ်ဆိုတာပြောလိုပါတယ် KNU အကြမ်းဖက်အခွဲရဲ့ခုနကျွန်တော်ပြလိုက်တဲ့ ထုတ်ပြန်ချက်စာမျက်နှာနှင့်အပိုက်နှင့်မှာစစ်တပ်နှင့်၎င်းတို့ကိုကူညီတိုက်ခိုက်ပေးနေသောတပ်ဖွဲ့များမှဆက်လက်ထိုးစစ်ဆင်နေပြီးတိုက်ပွဲများဖြစ်နေလို့ KNU အနေနဲ့၎င်းပတ်ဝန်းကျင်လုံခြုံရေးအတွက်ဆက်လက်တာဝန်နေရပါတယ်လို့ရေးထားတာတွေ့ရပါတယ်ကျွန်တော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ KK ပတ်နဲ့ရွှေကုတ်ကုံမှာရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်နေပါတယ်ဘလောက်အတိုင်းအတာထိဆောင်ရွက်နေတယ်ဆိုတာနေ့စဉ်သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ် ဒီနေရာတွေကို KNU အကြမ်းဖက်အခွက်တွေကလာရောက်ပစ်ခတ်တဲ့အတွက်တိုက်ပွဲငွေများဖြစ်ပွားနေတာလည်းတွေ့ရပါတယ်။အဲ့တော့ KNU အခွက်အနေနဲ့ KNU PD ရဲ့အကြမ်းဖက်အခွက်အနေနဲ့ဒီမင်းလက်ပံကိစ္စနဲ့ပတ်သက်ပြီးဘာကြောင့်ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ပြီးပြည်သူကိုလိမ်လည်နေရတယ်ဆိုတာအကြောင်း၃၀ရှိပါတယ်။နံပါတ်၁အချက်ကတော့မင်းလက်ပံမှာသူတို့ထိန်းသိမ်းထားတဲ့သူတွေက သူတို့အကြောင်းကိုထဲထဲဝဝင်ပြီးတဲ့တပီကိုနှုတ်ပိတ်ချင်တာပဲဖြစ်ပါလိမ့်မယ်။နှုတ်ပိတ်တာလက်လွန်သွားလို့ရှိရင်ခုနပြောလို့တိုက်ပွဲဖြစ်လို့မလို့ပေါ့နော်။သေတာပါလို့အကြောင်းပြချင်တာဖြစ်ပါလိမ့်မယ်။နံပါတ်2အချက်ကတော့သူတို့နဲ့ပတ်သက်တဲ့သဲလွန်စားတွေကိုဖောက်ဖျက်ပြီးအခြားအခွက်တွေပေါ်မှာအပြစ်ပုံချဖို့ဖြစ်ပါတယ်။ဒါဝိုထေရှားစီရတော့အဋ္ဌိရဲ့ထုတ်ပြန်ချက်ထက်မှာပါတဲ့စာမျက်နှာနံပါတ်3မှာပါတဲ့နိုဝင်ဘာလ25ရက်နေ့ဖြစ်စဉ်အဲ့ဒီမှာမနေ့စောစောမှာ second အလုံသမားရာပေါင်းများစွာတို့သည်အသေးခံဒရုန်းတိုက်ခိုက်မှုများရှိမိဟုကြား၍ထိတ်လန့်တုန်လှုပ်စွာဖြင့်ခြံဝင်းအတွင်းမှထွက်ပြေးရန်ကြိုးစားခဲ့ကြသည်နောက်တစ်ပိုက်မှာတော့အဆောက်အုံများအတွင်အလုံသမားအချင်းချင်းရံပွဲများဖြစ်နေသည့်စုညံသားများအရေးအယောင်များတွေ့ရသည်လို့ဖြေသားထားတာတွေ့ရပါတယ်တကယ့်မြေပြင်မှာဖြစ်ပွားခဲ့တဲ့အခြေအနေအဲ့ဒါတော့ဒွေဘာလ25ရက်နေ့မနက်9:00နာရီခွဲလောက်မှာ မင်းလက်ပံမှာကျွန်တော်တရားမဝင်ရောက်ရှိနေပြီး KNU ရဲ့ဖမ်းဆီးပိတ်လောင်ခံထားရတဲ့ပြည်ပနိုင်ငံသားများကသူတို့ကိုပိတ်လောင်မထားဖို့အဝေးစားတွေကိုမီးရှို့ဆန္ဒပြတောင်းဆိုခဲ့တယ်လို့သိရပါတယ်။ဒါဟု KNU PD ရဲ့အဖွဲ့တွေကပြစ်ခတ်ခဲ့တယ်ဆိုတာလည်းသိရပါတယ်။ဒီဟာနဲ့ပတ်သက်ပြီးတော့ကြောင့်ဖြစ်ပွားခဲ့တဲ့ထောက်ထားတာတပ်ပုံများလည်းကျွန်တော်ရရှိထားတာရှိပါတယ်။ ဒါမြောက်ဒီမျိုးမြေလက်ပံကြီးပါလောင်းစားယုံဒီမှာဒီနိုင်ငံသားများဆန္ဒပြမှုကို KNU PD ရဲ့အကြမ်းဖက်အဖွဲ့ကဒါပြစ်ခတ်မှုမှတ်တမ်းထပ်ပုံများပဲဖြစ်ပါဒီမှာတော့ကျွန်တော်တို့လူတယောက်ရဲကြနေတာတွေ့ရပါတယ်ဒီမှာတော့ဒဏ်ရာရတဲ့ပုံကိုကျွန်တော်တို့ပြပါထားတာဖြစ်ပါပြည်ပနိုင်ငံသားအချို့ထိကြိုက်ဒဏ်ရာရကြောင်းနဲ့ပေဆုံးနိုင်ွယ်ရှိကြောင်းလည်းကျွန်တော်တို့သိရပါတယ် ဒါတွေဖြစ်ပြီးနောက်ပိုင်းမှာနိုဝင်ဘာလ25ရက်နေ့ည9နာရီခွဲလောက်မှာတရုတ်နိုင်ငံသား635ဦး၊ဘာအိုနိုင်ငံသား23ဦး၊ဗီယက်နမ်နိုင်ငံသား16ဦးစုစုပေါင်း684ဦးဟာပောင်ရင်းမြစ်တစ်ဖက်ကမ်းထိုင်းနိုင်ငံမဲဆောက်မြို့မက်ကိုကင်ကျေးရွာဘက်ကိုရောက်ရှိလာတယ်ဆိုတာသိရပါတယ်။ထိုင်းအန်နာပိုင်များအနေနဲ့ဒါဆက်လက်စစ်ဆေးထိန်းသိမ်းနေတယ်ဆိုတာလည်းကျွန်တော်တွေ့ရပါတယ်။အဲ့ဒီနေ့ညပိုင်းမှာပဲမင်းလက်ပံတဲကကြားဖြန့်လုပ်ငန်း ဦးစီးလောက်ကန်သူလို့ယူဆရတဲ့ပြပနိုင်ငံသား20လောက်ကိုသူတို့ရဲ့ driver card မော်တော်ယာဉ်များစက်ဘုံးစီပေးပါအလုံးတရာကန်းနဲ့ငွေထက်ထားတဲ့မိခံတက်တာကာလီစီးတိုက်စာကို KNUPDF အဖွဲ့ကဖမ်းဆီးခေါ်ဆောင်တေထုတ်သွားကြောင်းသိရှိရပါတယ်။ကြံတဲ့တွေလည်းရှိနေနိုင်ကြရကိုတွေ့ရပါတယ်။ဒီလောက်ဆိုရင်အကျမ်းပဲ KNU ဘာလဲဆိုတာကိုအားလုံးက သိရှိနိုင်ပြီလို့ကျွန်တော်ပြောကြားလိုပါတယ်ကျွန်တော်တို့အနေနဲ့ဒီ online ဒိမ့်လေတံခွေသားမှုလုပ်ငန်းတွေကိုစတင်ချီယာခံမိတဲ့အချိန်ကစပြီးအိန္ဒိယမိတ်ဆွေနိုင်ငံတွေနဲ့ဥပပေါင်းပြီးရှားပယ်ဖော်ထုတ်ဖန်ဆီးမှုတွေကိုတက်ကြကြကြွာဆောင်ရွက်နေတယ်လို့ဒေတာတွင်နိုင်ငံများနဲ့အတူဥပပေါင်းဆောင်ရွက်နေကြလဲဖြစ်ပါနိုင်ငံဝင်နေရာအနှံ့ပြတ်မှာစစ်စင်ရေးတရက်တစ်ခွဲနှိမ်နှင်းလျက်ရှိပါတယ်ဒါကြောင့်ရရှိထားတဲ့သတင်းတွေအရဒီနိုဝင်ဘာလ24ရက်နေ့25ရက်နေ့ 26ရက်နေ့တော့မှာရှမ်းပြည်နယ်တောင်ပိုင်းကျေးသီးမြို့နယ်မိုင်းတောင်မြို့အပြီးပါရှင်းလင်းခဲ့ရမှာမိုင်းတောင်မြို့အရှိတောင်ဘက်နောင်တောက်ရွာကောင်းဟိုင်ရွာဝမ်ကျောင်းရွာအနီးမှာအွန်လိုင်းလေးလေးလောင်းဝသမှုကျူးလွန်တဲ့ပြည်ပနိုင်ငံသား28ဦးမြန်မာနိုင်ငံသား10ဦးတို့ကိုအဆောက်အုံတွေမော်တော်ယာဉ်တွေဆက်ဆက်ပစ္စည်းတွေလက်နက်ငယ်၅လက်တွေနဲ့အတူပေါ်ထုတ်ဖမ်းဆီးရမိခဲ့ပါတယ်ပြင်းထန်တာအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ် မြန်မာနိုင်ငံအစိုးရအနေနဲ့ဒီ online လိမ့်လေလောင်ကစားမှုလုပ်ငန်းတွေနဲ့ဒူးစရိုက်လုပ်ငန်းတွေကိုဘယ်တော့အခါမှခွင့်ပြုကြခြင်းမရှိသလိုမြန်မာနိုင်ငံရဲ့ပိုင်တဲ့နယ်မြေကိုအသုံးချပြီးမိတ်ဆွေနိုင်ငံတွေအိမ်နီးချင်းနိုင်ငံတွေနဲ့နိုင်ငံတကာအပေါ်ရာဇဝတ်မှုကျူးလွန်နေတာကိုလည်းလုံးဝလုံးဝလက်ခံမှာမဟုတ်ဘူးဆိုတာကိုအလေးနဲ့ထားပြောကြားထားပြီးဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့နိုင်ငံတကာနဲ့တကမ္ဘာလုံးကိုအန္တရာယ်ပေးနေတဲ့ ဒီ online လိမ်လည်လောင်စားမှုလုပ်ငန်းတွေမြမကြီးမြမမီကနေအများဆုံးအမြင့်ပြတ်စေရေးတိုက်ချက် ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်းအသိပေးပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်